မဒဂတ်စကာစစ်ကောင်းဆောင်ကယာယီသမရအဖြစ်တာဝန်ယူမှုပေါ်ဆန့်ကျင်မှုတွေမြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံအတွင်းကသမရထွက်ပြေးသွားပြီးနောက်မှာစစ်တပ်ကနိုင်ငံတော်အာဏာကိုရယူပြီးမဒဂတ်စကာယာယီသမရအဖြစ်တာဝန်ယူခဲ့တဲ့ပေါ်အာဖရိကနိုင်ငံများသမဂ္ဂကဆန့်ကျင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။မဒဂတ်စကာစစ်တပ်ကောင်းဆောင် ဖြစ်တဲ့ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယာနီရီနာကယာယီသမရအဖြစ်တာဝန်ယူပြီးအသွင်ကူးပြောင်းရေးစီမံကိန်းတွေကိုနှစ်နှစ်ကြာဖော်ဆောင်သွားမှာဖြစ်ပါတယ်။အတွင်ကူပြောင်းရေးစီမံကိန်းတွေထဲမှာမဒဂတ်စကာပြည်သူတွေအလို့ရှိတဲ့အုပ်ချုပ်ရေးစနစ်မျိုးထူထောင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မဲ့လုပ်ငန်းစဉ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဘုံမူကြီးမိုက်ကယ်ရန်ဒရီယာနီရီနာဟာ2023ခုနှစ်တုန်းကလည်းအာနာသိမ့်ဖို့ကြိုးပမ်းတယ်လို့ဆွဲချက်တင်ခံရပြီးထောင်ဒဏ်ချမှတ်ခံရဖို့သူဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးရည်ရွယ်ချက်နဲ့အပြစ်ရှာထောင်ချတာဖြစ်တယ်လို့သတ်မှတ်ခံရတယ်လို့ပြည်သူတွေဘက်ကဘုံမူကြီးမိုက်ကယ်ရန်ဒရီယာနီရီနာကိုလွတ်ပေးဖို့တောင်းဆိုမှုတွေမြင့်တက်လာတာကြောင့်ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထောင်ထဲကနေပြန်လွတ်လာခဲ့တာပါ။ဘုံမူကြီးမိုက်ကယ်ရန်ဒရီယာနီရီနာကနှစ်နှစ်ကြာအတွင်ကူးပြောင်းမှုတွေပေါ်ဆောင်ပြီးတဲ့နောက်မှာရွေးကောက်ပွဲပြန်ကျင်းပပြီးအရက်ဖက်ကိုအာဏာပြန်လွှဲပေးမယ်လို့လည်းပြောကြားထားပါတယ်။ Música